နွယ်ထာမင်းမတိုင်ခင်ပြုခဲ့မှာဗုဒ္ဓဘာသာဘလို့ရက်တည်ခဲ့တာလေမြန်မာသမိုင်းမှာအနွယ်ထာမင်းလက်ထက်ခရစ်နှစ်1044ခုနှစ်မှာပုဂံရွှေပြည်ကြီးရထင်ရှားလာတယ်လို့အများစုကသိထားကြပေမဲ့လေတကယ်တော့ပုဂံမင်းဆက်55ဆက်ရှိခဲ့ပြီးအနွယ်ထာမင်းဟာဆိုရင်တော့ပုဂံမင်းဆက်42ဆက်မြောက်ဘယင်ဖြစ်ပါတယ်ဒါကြောင့်အစောပိုင်းဘယင်တွေရဲ့ခေတ်မှာဘာတွေဖြစ်ခဲ့သလဲဆိုတာစဉ်းစားစရာပါပဲ ဒေတာတွေကြောင့်စိတ်စိတ်ဆက်ဆက်ပြန်ပြီးတော့တမိုင်းကိုပြန်လိုက်ကြည့်တဲ့အခါမှာတော့ပကန်းလို့ခေါ်တဲ့ဒေတာဟာအနွယ်ထားမင်းလက်ထက်မှာမှကျွဲဝါပြီးတော့ဗုဒ္ဓဘာသာရောက်လာတာမဟုတ်ဘဲနဲ့အရင်မင်းဆက်လက်ထက်မှာတည်းဒူးလိုက်ဒေလိုက်သာသနာတော်အမွေးနဲ့တွေရောက်ရှိပြီးသားဖြစ်ပါတယ်အဲ့ဒီသဘောတရားတွေကိုတက်သေးပြဖို့ဆိုရင်တော့ကျောင်းမြတ်မော်ဇေရီကြီးနဲ့အေဒင်ဟိုတယ်ဝင်းထဲကပေါင်ကူကုန်းလို့ခေါ်တဲ့ဇေရီကြီးနဲ့စုကိုလက်ညှိုးထိုးပြရမှာဖြစ်ပါတယ်။ဒီဇေရီတွေမှာတိပ်ပန်းကြီးကကာဗွန်ဆလေးစနစ်နဲ့ TL Dating Center ချက်တွေရဆိုရင်တော့ AD 400စု500စုလောက်ခရိုင်ကစတင်ခဲ့တဲ့တက်တန်းတွေရရှိထားပါတယ်။ဒါဆိုရင်ပကံခဲအစောပိုင်းကာလဟာနှစ်ပေါင်း1000ကျော်လောက်တောင်မှစောပြီးတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့မြန်မာနိုင်ငံနဲ့နိမိတ်သေးကိုရောက်ရှိနေပြီဆိုတာအခိုင်အမာပြောနိုင်ပါတယ်။အရိခေကသက်သေးရရတော့တရေခေတရားရွှေတကားမျိုးဝင်ပေါကယရနာတုတ်ရေးထိုးထားတဲ့ကြောင်းချမ်းနဲ့ခင်ပါကုန်းထာပနာတိုက်ကရွှေပေလွာတွေပါပဲ ဒေထောင်သားတွေကပြုခဲ့ကြတဲ့ကထေရဝါဒဗုဒ္ဓသာသနာအနှစ်သာရတွေခိုင်မာနေပြီဆိုတာတွေကို ဖော်ပြနေတာပါ။ဒါဆိုရင်တော့အနောက်ထာမင်းကြီးလက်ထက်ကြတော့မှဘာကြောင့်ဗုဒ္ဓဘာသာစတင်ရောက်ရှိတယ်လို့ပြောခဲ့ကြတာလေ။ဒါဟာဆိုရင်တော့ပကံခဲအစောပိုင်းကာလမှာဘာသာရေးနဲ့ပတ်သက်လို့ diversion တစ်ခု ဖြစ်ခဲ့ပြီးတော့အနောက်ထာလက်ထက်မှာရှင်အရဟံရဲ့ဂျေဇုနဲ့ငဂိုရှင်ယဗုဒ္ဓဘာသာအစီအနှစ်တွေကိုပြန်လည်ရရှိခဲ့တဲ့ပုံရပါတယ်။ အရာရင်းမြေပေးတလျှောက်လိုက်ကြည့်မယ်ဆိုရင်တော့ပကံခက်မတိုင်းမင်ကလေးကရောက်ရှိနေခဲ့တဲ့ပြူလေးစုတန်းစီဒီလိုမျိုးအစောပိုင်းလက်ရာစီဒီတွေကိုအများပြားတွေ့ရပါလိမ့်မယ်။ပေါင်ကူကုန်းဆိုတာကတော့ပကံဒေတာအရာရင်းမြေကန်းပြီးမှနိနိကက်ကက်တည်ရှိနေတာပါ။ဟိုးရှေးရခင်ကလေးကမြေကြီးတိုင်းစားထားလို့တဝက်လောက်တောင်မှဆုံးရှုံးသွားခဲ့ပြီးပါပြီ။ဒါပေမဲ့အဲရီကျန်ရင်နေတဲ့တဝက်လောက်ကမြန်မာနိုင်ငံအတွက်ပြူခင်းတဲ့ပကံခက်ဆက်နွယ်နေတဲ့အဖုံးအဖြတ်နိုင်တဲ့အထောက်အထားများစွာကို ထားရခဲ့တာပါ။ အစိုးရကအကောင်းလိုပဲဆိုရလိမ့်မလားဒီကုန်းကြီးမြေကြီးတိုက်စားမခံရဘူးဆိုရင်တော့သူ့ရဲ့အတွင်းကအုပ်ချက်တွေအုပ်စီအုံနေနဲ့တခြားရှေးဟောင်းထောက်ထားတွေကိုအလွယ်တကူမြင်တွေ့ရမှာမဟုတ်ပါဘူးအခုတော့မူလတရှိခဲ့စဉ်ကာလနောက်ထပ်ထပ်မံငုံတဲလိုက်တဲ့ကာလနောက်ခေတ်တခုမှပြစ်စရာအဆင့်တွေထပ်မံတိုးချဲ့တိစောက်ခဲ့တဲ့ကာလဖြစ်စဉ်တွေကိုဖြတ်ပိုင်းဖြစ်တဲ့ထင်ရှားစွာတွေးမြင်လေ့လာခွင့်တွေရရှိခဲ့တာဟာပကံရဲ့တည်ရှိမှုဖြစ်တည်မှုအမှန်တွေကိုမြင်ရတဲ့အကန့်ကောက်မှုလိုပဲဆိုရမှာဖြစ်ပါတယ် ပေါင်ကူကုန်းရဲ့မူလတည်ဆောက်မှုပုံစံဟာအိန္ဒိယတောင်ပိုင်းကနာဂာဂျူနာခွန်တာမှာရှိနေတဲ့ဇေယီဒေါ်ရီရဲ့တည်ဆောက်ပုံပဏ္ဏတိုင်းတည်ဆောက်ခဲ့တဲ့ပုံနဲ့တူညီဟန်ရှိလို့နေပါတယ်။ဒါပကံဒေတာဟာအိန္ဒိယတောင်ပိုင်းဗုဒ္ဓဘာသာနဲ့ဓာတ်ရိုက်ဆက်ဆံမှုရှိခဲ့တဲ့ဆိုရာတွေကိုပြသနေတယ်လို့မျိုးပြုခင်ပါတယ်။မြမမီဟာသာသနာအရာဝါနဲ့ခင်မီတိုးတက်နေပြီလို့ယူဆနိုင်ပါတယ်။ပို့ပြီးတော့အာရဝန်သားစရာပြောရမယ်ဆိုရင်တော့ ပေါင်ကူကုန်းလိုမျိုးနှစ်ပေါင်းထောင်ကျော်သက်တမ်းရှိနေတဲ့ဇေယျတော်တွေဟာပကံခဲထက်ဆောပြီးတော့မြမမြေမှာဗုဒ္ဓဘာသာအခြေချခဲ့ပြီးဆိုတာတွေကိုတက်တည်ပြနိုင်တဲ့အဖုံးပြနိုင်တဲ့ရှေးဟောင်းသူတေသနာဆိုင်ရာအထောက်အထားတွေပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရင်ရွှေဘူ Channel ကနေထုတ်လွှင့်ပေးခဲ့တဲ့အကြောင်းအရာတွေကိုအမြဲတမ်းချက်ခင်အားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။အသေးသေးသောစိတ်ဝင်စားဖွယ်ရည်နဲ့ပြန်လာခဲ့ပါမယ်။ဆက်လက်ချက်ခင်အားပေးကြပါအောင်လို့ပြောဆိုင်တဲ့နှုတ်ဆက်ပါရစေရှင်။